ကျန်းပညာရေးအားနေခဲ့ပေမယ့်ကျေဝါချမ်းသာလာချိန်မှာပညာရေးထူးချွန်သူတွေကိုငွေကြေးတောက်ပံ့နေတဲ့လေတထေကြီးဦးမျိုးသိန်းအားလုံးပဲမင်္ဂလာပါစရီတန်ယူပေကနေပြန်လည်ကကြိုဆိုလိုက်ပါရယ်ဇနီးတွေကိုတိမ်မောင်းတောင်းနဲ့တင်တောင်းပေးတိမ်မောင်း၃ောင်းခွေးတဲ့တိုက်ကြီးဆောက်ပေးထားတဲ့ဦးမျိုးသိန်းကိုတော့အားကျနေသူတွေရှိပါရယ်လုံခဲ့တဲ့နေ့နေ့ကဦးမျိုးသိန်းကိုအမျိုးသမီးငငယ်လေးယူရဲဆိုပြီးအထင်သေးတဲ့သူတွေတွေဦးမျိုးသိန်းကအမွာသမီးတွေလည်းမွေးဖွားလိုက်ပါပြီဒီလောက်ဒီကျေဝါချမ်းသာရင်ဦးမျိုးသိန်းက ဘလို့လုပ်ငန်းတွေကြောင့်ကျေဝါချမ်းသာလာလဲဆိုပြီးတော့စိတ်ဝင်စားနေကြပါတယ်။ဦးမျိုးတန်းကမျိုးမြန်မာကုမ္ပဏီကိုတည်ထောင်ထားတဲ့လေသမားကြီးဖြစ်ပါတယ်။မန်လီကပသိမ်ကြီးမြို့နယ်ထဲမှာဦးမျိုးတန်းပိုင်ဆိုင်ထားတဲ့လေကားတွေကရှာနေချီရှိပါတယ်။လေတွေကနေရှာလာတဲ့မြက်တွေကိုတယောက်တည်းမသုံးတဲ့ဦးမျိုးတန်းကအလူတန်းတွေကိုလည်းလှုပ်တယ်လို့ပညာရေးကိုလည်းထောက်ပံ့ပေးနေတဲ့သူပါ။လက်ရှိမှာဦးမျိုးတန်းရဲ့ပိုင်ဆိုင်မှုတွေကဒေါ်လာတန်းနဲ့ချီပြီးတော့များပြားပါတယ်။ အိပ်ပိုင်ဆိုင်မှုတွေကနေပညာရေးထူးချွန်တဲ့သူတွေကိုဆက်လက်ပညာသင်နိုင်အောင်ငွေကြေးတွေလူတန်းထားပါတယ်။ပညာရေးအလူငွေတွေပြင်ကြောက်ကဲစားထိုးဖို့အတွက်လိုအပ်တဲ့မျိုးသမီးတယောက်ကိုလည်းချက်သိန်း900လူတန်းခဲ့ပူပါတယ်။စင်မျိုးတွေဝန်ထမ်းတွေကိုတရင်ချုံမှာမုံမိုးတွေသိန်း800ပေးခဲ့တဲ့ဦးမျိုးတန်းကဒီလောက်များတဲ့ပိုင်ဆိုင်မှုတွေရအောင်လေသမားဘွားနယ်ပဲစူးစမ်းလာခဲ့ရတာပါ။ဦးမျိုးတန်းရဲ့မိဘတွေကလည်းလေသမားတွေဖြစ်ကြပြီးတကြက်ဥမှဝေးပွားခဲ့ကြပါတယ်။ ဦးမျိုးတန်းကအတန်းပညာကိုမသင်ခဲ့ရပဲဟုံကြီးကျောင်းမှာကိုရင်ဝန်းနဲ့တုံးဝါနေခဲ့ပါရီဟုံကြီးကျောင်းကသင်ပေးလိုက်တဲ့စာတွေကိုတက်မြောက်ခဲ့တဲ့ဦးမျိုးတန်းကအခြားသူတွေလိုကျောင်းမတက်ဖို့ပါဘူးကိုရင်ဝတ်ပြီးနောက်မှာတော့လူထွက်လိုက်ပဲအသက်15နှစ်ကနေစတင်ကကိုပိုင်လေးတွေကိုစတင်စိုက်ပျိုးခဲ့တာပါမိဘတွေကလည်းလေလုံငန်းလုပ်ကင်ကြလို့ဒီလုံငန်းနဲ့ရှင်နေနေတဲ့ဦးမျိုးတန်းဟာသူ့ဘဝကိုလေသုံးအေကနွားတရှင်နဲ့စတင်ခဲ့ပါရီ အစပိုင်းမှာတော့လေအိတ်ကားတွေကနည်းပါပေမဲ့သူ့ရဲ့ကြိုးစားအထုံးမှုကရော့မနေလို့နောက်ပိုင်းမှာလေအိတ်ကားတွေလည်းတိုးလာခဲ့ပါတယ်။နှွားရီနဲ့လေဆိုင်ခရကနေစက်တွေနဲ့စိုက်ပျိုးလာနိုင်ပြီးရေသိန်းနာကစားစက်တွေနဲ့ပဲလုကင်မာတော့တယ်။သူ့ရဲ့မျိုးစဘာတွေကိုလည်းအထက်မြမပီရလဲသမားကြီးတွေကိုအခမဲ့ဖြတ်ဝေပေးခဲ့ပြီးလေကနေစဘာအထွက်တိုးကောင်းတာကြောင့်မြန်မာနိုင်ငံရဲ့စံပြလေသမားစုကြီးကိုပါရှာသွားပါတော့တယ်။ ဝင်းမြူရဲ့လုပ်ငန်းမှာလည်းဥမျိုးတန်ကစုတွေကိုရှားထားတဲ့ပြင်နယူးဇီလန်ကပေးတဲ့စုတွေကိုပါပိုက်ဆိုင်ထားသူလေသမားကြီးဖြစ်ပါတယ်။ဥမျိုးတန်ကလေလုပ်ငန်းကိုလုပ်ကင်ရှင်ကနေချက်နေကိုပါဝယ်ယူထားပြီးချက်လုပ်ငန်းတွေလည်းအောင်မြင်ပါတယ်။သူတွေဒီလိုစူးစမ်းမိလာစီတာကတော့မလိုတာတွေမတုံးတတဲ့အချင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဥမျိုးတန်ကလေထဲမှာပေးမဲမဲလှုပ်လှုပ်ရတာကြောင့်မလိုအပ်တဲ့နေရာတွေမှာဘယ်တော့မှငွေမတုံးပါဘူး။ဇနီးတဲ့တဲ့တော့တင်းလေးတောင်တန်းကနေတင်း3000ကျွဲတန်တိုက်ကြီးကိုဝယ်ပေးထားပေမဲ့ သူ့အတွက်တော့ကိုရလေးရှိရင်ပြည့်စုံသွားပါပြီ။အပြင်အားစားစာတွေကိုလည်းစားလို့မရှိပဲလေကနေထွက်တဲ့သီးနှံတွေကိုပဲစားပါရယ်။ဒါကြောင့်လည်းဦးမျိုးတန်ကအသက်ရှိပြီးတော့ကျန်းမာနေတာပါ။မနေ့တိုင်းမှာတော့လေကွင်းလေးကိုလမ်းလျှောက်ပြီးစပါးတွေကိုလိုက်ကြည့်တတ်ပါသေးတယ်။စနီးတဲ့ငငယ်လေးကိုလက်ထပ်ထားရဆိုပြီးမင်းငုံချင်ကြပေမဲ့လေသူ့ရဲ့ပိုက်ဆိုင်မှုတွေကတော့အားကြလောက်စရာဖြစ်နေပြီးအခုဆိုရင်သမီးလေးနှစ်ယောက်ပါတူလာခဲ့ပါပြီ။လေသမားကြီးဘွားကလည်းယူသားစူးစမ်းပြီးတဲ့နောက်မှာပညာရေးကျန်းမာရေးနဲ့ဘာသာရေးလုပ်ငန်းတွေမှာ ရဲရရလှုပ်လှုပ်နေတဲ့ဥမျိုးသံပေါ်မှာဘယ်လိုမျိုးထင်မိမိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြီးစွာပေးခဲ့တာရဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်